Champions League Quarter Final ဒုတိယအကြော Real Madrid နဲ့ Arsenal မင်္ဂလာပါကိုခိန်းစတာဖုတ်ဘောရှူအနီကျူတူပါရယ်ဘုံတုံညတနအိုက်ခွဲမှာရှင်ပြိုင်ကစားမယ်ချန်ပီယံလိကွာတာဖိုင်နယ်ဒူးကြော့ရီယယ်မက်ဒရစ်အာစနယ်တို့ရဲ့ပွဲချိုသုံးသက်ချက်ကိုကျွန်တော်အတူတူလုပ်လိုက်အောင်ခင်ဗျာဆိုတော့ဒီပွဲနဲ့ပတ်သက်ပြီးကျွန်တော်ဆွေးနွေးခြင်းနဲ့အကြောင်းအလေးတွေကိုအရင်စဆွေးနွေးပါမယ်အာစနယ်အသင်းကပထမအကြော်တော့ကျွန်တော်တို့အားလုံးမယုံကြည်နိုင်စရာကောင်းတဲ့ရလဒ်တစ်ခုကိုအင်ကွင်းအမ်ရိတ်စ်မှာပုံဖော်ဖန်တီးနိုင်ခဲ့တယ်တကယ်ကို amazing reset amazing twin goal တွေနဲ့ရီယယ်မက်ဒရစ်အသင်းကိုကျော်ဖြတ်နိုင်ခဲ့တာအဲ့တော့မက်ဒရစ်ကိုဒုတိယအကြော်မှာပါသူတို့လိုအပ် တ်တရလဲတစ်ခုကိုဆက်လက်ပုံဖော်ဖန်တီးပြီးဆီမီဖိုင်နယ်ကိုတက်ရောက်ခဲ့မယ်ဆိုရင်အာစနယ်အသင်းနဲ့ချန်ပီယံလီဂ်ဟာတွဲဖက်ပြီးတော့ပုံမဖော်နိုင်စရာအကြောင်းမရှိတော့ပါဘူး။ဘာကြောင့်လဲ?ရီယယ်မက်ဒရစ်အသင်းဆိုတာကချန်ပီယံလီဂ်မှာအအောင်မြင်အခမ်းအနားဆုံးအသင်း နှစ်စဉ်နှစ်တိုင်းဒီအသင်းကိုကျွန်တော်ရဲ့သတိထားရတယ်။မက်ဒရစ်ကိုမျက်နှာလဲခဲပစ်လုံးလို့ရတဲ့ခုနှစ်တည်းဆိုတာမရှိခဲ့ဘူး။အဲ့တော့ဒီလိုမျိုးခမ်းနားကြီးကျယ်တဲ့အသင်းကိုကြော်ဖြတ်နိုင်လိုက်ပြီးဆိုရင်အဲ့ဒီကြော်ဖြတ်ခဲ့တဲ့အသင်းဒီချန်ပီယံဖြစ်ဖို့အတွက်ဒါအချက်ပေးခေါလောင်းတဲ့ထိုးနေတဲ့သဘောမျိုးပဲ။ကျွန်တော်တို့ချယ်ဆီဒုတိယပြီးချန်ပီယံလိရစဉ်အချိန်ကာလတော့လည်းအဲ့တိုင်းပဲရီယယ်မက်ဒရစ်အသင်းကိုကြော်ဖြတ်ခဲ့ရင်ကျွန်တော်တို့ဖိုင်နယ်မှာမန်စီးတီးနဲ့တွေ့ဘိုဆွဲခဲ့တာပါ။အဲ့တော့ကြောင့်အာစနယ်ကိုစောင့်နေကြတဲ့ချန်ပီယံလိမရဘူးဘာညာဆိုတဲ့အချက်လက်တွေကရီယယ်မက်ဒရစ်ကိုသာကြော်ဖြတ်နိုင်ခဲ့ ်ပြီဆိုရင်ကျွန်တော်တို့သွားပြီးတော့အဲ့အချက်လက်တွေကိုစနောက်နေလို့မရတော့ဘူးအထင်သေးလို့မရတော့ဘူးဒီအသင်းတော်ကြော့ဖြတ်ပြီးသွားရည်ဗျာကဲဘယ်အသင်းလာလား PSG လားမလား final မှာ Barcelona နဲ့တွေ့မလား Inter Milan နဲ့တွေ့မလား Arsenal ကစားသမားတွေရဲ့စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာအကောင်းဆုံးအသင့်အနေထားဖြစ်နေမယ်လို့ကျွန်တော်ထင်တယ်ကဲကျွန်တော်တို့တစ်ဖက်ကအဖြူအောင်အိမ်တော်ကြီးပထမအကြော့မှာလုံးဝ ထင်မှားတဲ့ရလက်တခုကိုသူတို့ရခဲ့တယ်။သုံးကိုပြက်ရှုံးမယ်လို့ဘယ်သူမှထင်မှာမဟုတ်ဘူး။ပေးလိုက်ရတဲ့ပေးကိုတွေကလည်းကျွတ်စင်ကြီးတွေလန်ထွက်နေရပဲတကက် magnificent goal တွေကြီးပဲ။ဆိုတော့အဲ့ဒီ reset တွေ Real Madrid အတင်းကိုပြန်လာဖို့အတွက်အတော်လေးခက်ခဲသွားစီ။ပြန်လာဖို့အတွက် ခက်ခဲသွားစီတယ်ဆိုတော့အသုံးနှုံးကို Real Madrid မို့လို့ကျွန်တော်သုံးတာပါ။တခြားအသင်းတွေဆိုရင် ပြန်လာဖို့အတွက်ဖြစ်ကုန်မဖြစ်နိုင်တော့။သုံးကိုပြက်လေဗျာ။အိမ်ကွင်းမှာ အနည်းဆုံး၃ဂိုးပြန်သွင်းမှအစ္စရာတိုင်းနေပါရောင်ဒါမဲ့ပြိုင်ဘက်ကလည်းတခြားအသင်းမဟုတ်ပရီးမီးယားလိမှာခံစစ်အကောင်ဆုံးအသင်းသူတို့ဂေဘရီယယ်မာဂါဟစ်မပါတာတော့မှပထမအကြော်တော့ပေးဂိုးတကူမှမပေးခဲ့အောင်လူငယ်လူရွယ်တွေနဲ့အတက်ပိုင်းရောက်နေတဲ့ကစားသမားတွေတိတ်ကိုကောင်းတယ်သို့တော့ကဲနောက်တစ်ဆင့်အာကြီးတက်သွားပြီလို့ပြောလို့တော့မလွယ်ဘူးပေါ့နော်ဘာကြောင့်နော်ရီယယ်မက်ဒရစ်ဖြစ်နေတဲ့အတွက်ကြောင့်ပါရီယယ်မက်ဒရစ်အသင်းကတိတ်ကိုခန္ဓာကောင်းမွန်တဲ့အသင်းဖြစ်တယ်လို့အသင်းရဲ့ကစားသမားစုဖွဲ့မှုကလည်း ထူးသဖြင့်ကိုသွင်းမှုအတွက်ဖောင်ဖြတ်ပြီးစော့ဖို့အတွက်ဒိန်ဂျာကစားသမားတွေပါနေလွတ်ထွက်ရင်ထွက်တယ်လို့ကိုသွင်းနိုင်အဆုံးတက်နိုင်တဲ့ကစားသမားတွေအများကြီးပါဒါပေမဲ့ဒီနေ့ရသည် Real Madrid ရဲ့အဓိကအားနည်းချက်ကလည်းအဲ့ဒီကိုသွင်းရင်သွင်းနိုင်တဲ့အခွင့်အရေးတွေကိုမိမိရအသုံးချနိုင်တဲ့ပလေးယာတွေပါပဲဘောလုံးအသင်းတစ်သင်းက သူတက်ငါရွှေပြည်ဆိုကစားသမားတွေရှေ့တင်တာထက်ပိုများသွားရင်အဲ့ဒါပြဿနာဖြစ်ပြီအဲ့နီးပြားမလွယ်တော့ဘူးဗျာ Real Madrid လောက်ထူးချွန်ပြောင်မြောက်နာမည်ကြီးတဲ့တန်းကြွယ်ဘောလုံးသမားတွေဘယ်ကလပ်မှမရှိဘူး Kylian Mbappe နဲ့ Vinicius Jr. နှစ်ယောက်တွဲလိုက်ကြတဲ့အစင်းစားကြီးလိုက်တော့ဗျာတယောက်ကိုပေါင်တန်း200လောက်တန်းတဲ့ကစားသမားတွေပေးရတဲ့လောက်ကပမာဏတွေကလည်းမနေဘူး Jude Bellingham မှာထပ်ပေါင်းတယ်အဲ့ဒီ player အစုဘွဲကိုဘယ်နီးပြားကဩဇာညောင်းမတော့ Carlo ဤတချို့ဘွဲတွေမှာလိုအပ်ချက်ရှိတယ်ဆိုတာလက်ခံတယ်ဒါပေမဲ့လည်း Carlo မို့လို့အဲ့လောက်လုံးပြနိုင်တာ Carlo ကျွန်တော်တို့ old school နီးပြလို့နာမည်သာခံပေမဲ့ modern viewer ဘိုင်းမှာဘရောမှာ old school ဖြစ်ခဲ့တဲ့နီးပြတယောက်မဟုတ်ဘူး။သူအသင်းတိုင်းလိုလိုကင်တွယ်ခဲ့ဘူးတဲ့။နာမည်ကြီးတဲ့အသင်းတွေကြီးပဲ။သူရောက်တဲ့အသင်းတိုင်းမှာအထူးသဖြင့်အသင်းကြီးတွေဆိုရင်ပို့ပြီးတော့ပုံသွင်းနိုင်တဲ့နီးပြကြီးတယောက်ပါ။ဒါပေမဲ့ပြဿနာတရက်က Real Madrid အသင်းရဲ့တာဝန်ရှိတဲ့သူတွေကအသင်းရဲ့အစုဖွဲ့မှုကိုခေါင်းကြီး ကိုသေးပုံစံဖြစ်အောင်ဒီနေ့ရဒီမှာဘစ်လုတ်ခဲ့အဲ့ဒါအဓိကအမှားရင်းတိုက်စစ်ပိုင်းမှာရှယ်ကြီးတွေဖြစ်နေပါလေကနဲ့ကွင်းလယ်ပိုင်းကတပြေးတိမ်လာတယ်နောက်တန်းစုဖွဲ့မှုကပို့ပြီးတော့တိမ်ထုတ်သွားတယ်ဒါက Real Madrid အသင်းရဲ့ဒီနေ့ရဒီတချို့သောပွဲစဉ်တွေမှာရှုံးနေခဲ့တဲ့အဓိကအကြောင်းရင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်မြင်မိတဲ့အချက်အလက်လေးတွေအရ Arsenal အသင်းကတော့နောက်တစ်ဆင့်တက်ရေးအတွက်ပို့ပြီးအားကောင်းမောင်းတဲ့ ဖြစ်နေနိုင်ကျွန်တော်တို့ဟိုပထမအကြောလို့ပေါ့နော်လုံးဝမထင်ထားတဲ့ goal result မျိုးနဲ့အခြေအနေမျိုးမှာဒါ Real Madrid အတင်ကနောက်တစ်ဆင့်ကိုတက်ဖို့အတွက်တော့ပုံမျောလင်းနိုင်ပါလိမ့်မယ်ဟုတ်ပြီအဲ့တော့ကျွန်တော်အာရှရဲ့အကြောပေးမှုတွေကိုထပ်ပြီးဆွေးနွေးကြည့်အောင်တကူးအတွင်းတဝက်ပျော်ရွှင်ခွင့် Real Madrid ကပေးထားပါတယ်ဒီအကြောပေးမှုက ပြော့တယ်လို့တော့ကျွန်တော်ထင်တယ်ဗျမဒရစ်တည်ကြလို့မရဘူးဗျာ။နိုင်ုံနိုင်ရမယ်။နိုင်ရင်တဝက်ပျော်ရွှင်ခွင့်ရမယ်။တစ်ဖက်အာစနယ်ဆိုတော့ကျွန်တော်လက်ခံတယ်။သို့တော်လည်းတင်ရမြင့်ကြီးရှင်ရွှေထီးဆိုတဲ့အခြေအနေဒူးအော့ဒိုင်းဆိုတဲ့ situation မျိုးမှာတော့ဒီအကျော်ပေးမှုက Real Madrid အသင်းကိုကြိုက်ချင်စရာအကျော်ပေးမှုကြီး။အဲကျွန်တော်တစ်ဖက်ကအာစနယ်ဘက်ကစဉ်းစားကြည့်။ခံပြီးကစားမှလေဗျာ။နောက်မှ Gabriel Magalhaes မပါပလိစေအောင်။ Saliba ကြီးမြင်တာနဲ့ကျွန်တော်ဟိုနည်းနည်းကြက်သိမ်းအောင်ထားတယ်။ဒီကောင်ကြီးကတော်တော်ကောင်းတယ်ဗျ။ပွဲတွေထက်နေတယ်နော်။ပွဲပန်းတဲ့အရေးအယံကိုမတွေ့ရအောင်။ Physical ဘိုင်းလည်းကောင်းတယ်။ Mental ဘိုင်းလည်းကောင်းတယ်။အရင်တည်ငြိမ်နေ ဘာမှအပြစ်ပြောစရာမလိုတော့အောင်ကစားနိုင်တဲ့ defender တယောက်ဖြစ်တယ်အသက်ရွယ်ပိုင်းကလည်းအရင်ကောင်းနေပြီဆိုတော့ဘင်းနာကာဗီယွန်နဲ့တွေ့ရမလားကာဗီယွန်ကလည်းတချို့ပွဲတွေမှာကောင်းတတ်တယ်လူးဝစ်ကာလီကျွန်တော်တစ်ဖက်က Julian Tim ပါဒီ defensive line က Real Madrid အသင်းရဲ့ ိုက်စစ်စုဖွဲ့မှုတွေကိုအကောင်းဆုံးဟန်တားနိုင်မဲ့ပုံစံကြီးဖြစ်နေတယ်။အဲ့တော့ကျွန်တော်လာရီယယ်မက်ဒရစ်တကူသွင်းငါတို့နိုင်ပြီဆိုပြီးတော့သွားယုံကြည်လို့မရပြန်ဘူး။ဟိုကပိတ်ကစားပြီးဇီးဇီးလို့ဖြစ်သွားရင်ဘယ်လိုလုပ်မလဲ။ဒါမှမဟုတ်လေဝမ်းဝမ်းဖြစ်သွားရင်ဘယ်လိုလုပ်မလဲ။အပြေးကြီးရှုံးပါလေ။အဲ့တော့အာကြီးကွာဆိုပြီးတော့လေပွင့်လင်းပြောတော့မနေရဘူးဗျ။ကဲတူးစီလောက်နဲ့နိုင်သွားမယ်ဆိုရင်လေရီယယ်မက်ဒရစ်ကပြန်ပြေးသွားနိုင်တယ်။အာကြီးက3စီမဖြစ်ရင်ရပြီ။ဒါမှမဟုတ်လေအာစနယ်တွင်းကိုတကူရအောင်ယူလိုက်ပြီ3-1ဆိုတဲ့ result မျိုးကလည်းဖြစ်ကောင်းဖြစ်သွားနိုင်တာပဲ။ Finishes Junior ပထမအကြော့ဂိုးမသွင်းနိုင်မယ်။ဒုတိယအကြော့ဒီကောင်ဂိုးမသွင်းနိုင်ဘူးလို့ပြောလို့မရ ောက် Kylian Mbappe ကိုမသွင်းနိုင်ဘူးလို့ပြောလို့မရဘူး Jude ပထမအကြော်တော့ခြေသွမ်းကောင်းမပြနိုင်ဘူးဒုတိယအကြော် Jude ကဂိုးတွေကောက်သွင်းရင်သွင်းမှာ Real Madrid ကိုလည်းကျွန်တော်တွေကဘယ်တော့အခါမှအပိုင်ဟို short တွက်လို့မရဘူးဗျာအဲ့တော့ကျွန်တော်ပွင့်လင်းပြောရင် handicap မှာကျွန်တော်ဘယ်အသင်းကိုမှမရွေးချယ်ရဘူး Total ကိုတစ်ချက်ကြည့်မယ် တိုတယ်ကိုက 3D အဖြစ်ပေါ်ပြီကျွန်တော်တိုတယ်ကို over ကိုရွေးချယ်ပေးခြင်းတယ်ကျွန်တော်ငကူကလေးကတိုတယ်ကို under ကိုရွေးလေရွေးထားမရှိဘူး under သမားမဟုတ်ဘူးပြကျွန်တော် over ကိုပဲသဘောကျတယ်ကျွန်တော်ရဲ့ logic အရအသင်းအသင်းကခံကန်ပိတ်ကန်နေမှာထက်ကိုရဖို့အတွက်အားကိုးတယ်ဆိုတော့ခံစားချက်မျိုးပို့ပြီးတော့ကြီးတယ်အဲ့အတွက်ကြောင့်ကျွန်တော်တရကူ over ကိုယုံကြည်ခြင်းနဲ့3-1ဆိုတဲ့ result မျိုးဖြစ်ကောင်းဖြစ်သွားနိုင်တယ်လို့ဒါမို့လေ2-2လို့ result မျိုးတတင်းတင်းက2-1နဲ့နိုင်သွားတဲ့ပုံစံမျိုးဖြစ်သွားနိုင်တယ် 3-D ကတော့အဖြစ်နိုင်ဆုံးပဲကျွန်တော်က 3-D အောက်ထပ်အပေါ်ကိုပို့ပြီးဖြစ်နိုင်ခြင်းရှိရလို့ထင်တယ်။ရီယယ်မက်ဒရစ်ကစားသမားတွေမိနစ်90လုံးဂိုးသွင်းဖို့တော့ပဲစူးစမ်းအားထုတ်လိမ့်မယ်။အာစနယ်ကစားသမားတွေကတော့ဂိုးမပေးရဖို့အတွက်ကစားလိမ့်မယ်။ဒါပေမဲ့မတော်တဆရီယယ်မက်ဒရစ်တကူသွင်းပြီးလိုက်ပြီဆိုရင်အချိန်ဝင်ကျွန်တော်ကြည့်ရမယ်။စောစီးသွင်းလိုက်အာစနယ်ကဒီတိုင်းအတင်းပိတ်ကစားနေလို့မရဘူး။အဲ့တော့ကျွန်တော်ကတော့နှစ်သင်းလုံးကဂိုးသွင်းတတ်တဲ့အချိန်ကြီးရှိတဲ့ကစားသမားတွေပါနေတဲ့အတွက်ကြောင့်သူတွေကို over ကိုရွေးချယ်အားပေးကြပါတယ်။ကြည့်ကျွန်တော်နောက်ဆုံးပိုင်း view အပိုင်းချင်းကမှုအနည်းငယ်လုပ်လိုက်ရအောင်။ရီယယ်မက်ဒရစ်အသင်းရဲ့ relationism ဒါကျွန်တော်အမြဲတမ်းလိုလိုထောက်ပြနေတဲ့အချက်ကစားသမားတဦးတယောက်ချင်းစီကြားရကနားလည်မှုနဲ့ပုံဖော်ဖန်တီးပြီးတော့ကစားတာအဲ့လို relationism အားကောင်းကောင်းနဲ့ကစားဖို့ကပင်ကိုပါရမီရှိပြီး scale ကောင်းတဲ့ကစားသမားတွေမှသာ ဖြစ်လိမ့်မယ်ဒါပေမဲ့ကစားသမားတွေရဲ့ basic က နားလည်မှုအားကောင်းမှုလိုတယ်တယောက်နဲ့တယောက်ကြားထဲမှာတွဲဆော်တာကြာဖို့လိုတယ်အဲ့ဒီ relationism ရဲ့ပြဿနာတစ်ခုရှိတယ်လို့အားသာချက်တစ်ခုရှိတယ်ပြဿနာကဘာလဲပွဲတစ်ပွဲမှာတော့ကစားသမားတိုင်းကနားလည်မှုအမြဲတမ်းအားမကောင်းနိုင်ဘူးဒီနားလည်မှုအားကောင်းတဲ့နေရာတွေကို Arsenal တင်းရဲ့ကစားသမားတချို့ဖျက်တောက်ထားနိုင်ရင်နားလည်မှုအားကောင်းမှုဆိုတာမဖြစ်နိုင်တော့ဘူးအဲ့ relationism ကိုအားနည်းအောင်လုပ်ဖို့ပဲရှိတယ်ပထမအကြော်တော့ Real Madrid ဘာကြောင့်တိုင်ပတ်သွားလဲဆိုတော့အဲ့ Camavinga ချိတ်ဆက်မှုတစ်ခုပဲရှိတယ်။ဂျူဒ်ကပွင့်လင်းပြောရင်တော့တိုက်စစ်ဆွမ်းဆောင်ရင်အရန်ကောင်းတဲ့ကစားသမား။ तू ကခံစစ်ဆွမ်းဆောင်ရင်အဲ့လောက်ကောင်းတဲ့သူမဟုတ်ဘူး။ဆိုတော့ကျွန်တော်ကာမာဗင်ဂါနဲ့တပတ်ကကြာနေဖြစ်တဲ့လူကာမိုဒရစ်ကိုဖိပြီးနင်းထားတဲ့အချိန်။တောမတ်စ်ပါတီကြီးကလည်းရှယ်ကောင်းနေတဲ့အချိန်။အဲ့ဒါ relationism ကအားမကောင်းတော့ပြတ်ထွက်သွား။ရှေ့မှာ၄ယောက်ဟိုဘယ်လိုပြောမလဲသူတို့ကျွမ်းကျင်မှုတွေနဲ့ပဲကစားနေရပေါ့နော်။တိုးတော့အာရှန်နောက်ခံကစားသမားတွေကလည်းအဲ့လောက်ထိလွယ်မနေဘူးဗျ။ Rodrigo နဲ့ဒါတပတ်က Luis Kelly ဆိုဒေဒေကက်လို့ရတဲ့အချိန်မျိုးယူဖြစ်နေ။ Julian Tim ကလည်းအရင်ယုံနေဗျာ။အဲ့တော့ Arsenal ရဲ့ Sound Solid ဖြစ်တဲ့ဒီ defensive line နဲ့ Real Madrid ရဲ့ကောင်းပါတယ်ဆိုတော့ attacking line ကလုံးဝ ဇာစီဗိုက်ဇာပုံစံမျိုးကြီးကိုဖြစ်နေအဲ့အတွက်ကြောင့်ကွင်းလေကစားသမားတွေရဲ့နားလည်မှုအားကောင်းတဲ့ဟန်ကိုဒီဒုတိယအကြော့မှာမြင်ဖို့မျှော်လင့်မိတယ်အဲ့လိုမြင်မှလည်းဒါရီယယ်မက်ဒရစ်တင်အာဖနယ်ကိုပြန်ပြီးတော့စီးကစားနိုင်သို့တော့တစ်ဖက်ကအာဒီတာအဲ့ပဲလူလေဘယ်ပွဲကိုဘယ်လိုစောရမလဲကောင်းကောင်းနားလည်သဘောပေါက်တဲ့လူအဲ့အတွက်ကြောင့်ရီယယ်မက်ဒရစ်ရဲ့ကွင်းလေပိုင်းကိုပထမအကြော့တော့လည်းမျိုးပဲဖြတ်တောက်မှုအားကောင်းကောင်းနဲ့သူတို့ရဲ့ Miffy Tryon နဲ့ဖြတ်တောက်ပါလိမ့်မယ်အဲ့တော့ Miffy Tryon ကိုမရအောင်ဆိုရင် Box ပုံစံမျိုးပေါ်အောင် Louis Calio အထဲထဲဝင်ပြီးတော့ကစားခိုင်းတာပဲဖြစ်ဖြစ်ကစားခိုင်းပါလိမ့်မယ်ဒါမှမဟုတ်လေကျွန်တော်တို့မျောလိမ့်မထားတဲ့ viewer ဘိုင်းတစ်မျိုးနဲ့ art data အကဲဆန်းရင်ဆန်းပါလိမ့်မယ်ဆိုတော့အားနေချက်အားတာချက်နှစ်သင်းလုံးမှာတော့ကိုယ်စီရှိတယ် Real Madrid ရဲ့နော်အဖြူအပရိသတ်တွေအနေနဲ့အင်ပြအားပြအားပြမယ်လို့ထင်တယ် legendary တွေလည်းလာကြည့်မယ်လို့ထင်တယ်ကျွန်တော်တို့ဒီဘွဲမှာနှစ်သင်းပေါင်း twin ကိုအ ਨੇ ဟုအားပေးတာတဲ့ဆိုင်ကျွန်တော်တွေကအများဟုအားပေးတာပို့ပြီးတော့ယုံကြည်စိတ်ချရတဲ့အတွက်ဒီဘွဲစဉ်အတွက်ရွေးချယ်မှုကတော့ total ကို over ပါခင်ဗျာ